အခြေခံဥပဒေပုံမှန်436ပြည်ရေးအတွက်လူလူတွဲစုံဝဲလုပ်ခဲ့တဲ့၁၁ဦးပူးပေါင်းကော်မတီကိုမကွေးမြို့နယ်တရားရုံးကချင်းဆိုထားပေမဲ့တရားလိုဖြစ်သူရောက်မလာလို့မစစ်ဖြစ်ခဲ့ပါဘူးဒီအကြောင်းကိုတော့ဦးစော်ဖေကပြပို့ထားပါတယ်ခင်ဗျာတရားလိုဖြစ်သူမကွေးတိုင်းတာဇာနာရေးဦးစီးမှုဦးတောင်းဆွေတရားခွင်ကိုရောက်မလာလို့စက်တင်ဘာ29ရက်နေ့ရုံးချိန်မှာမစစ်ဖြစ်တော့ပဲအောက်တိုဘာ17ရက်နေ့ကိုထပ်မံချင်းဆိုလိုက်ပါတယ် ဒီကနေ့ကျွန်တော်တို့တရားခွင်မှာတရားရုံးရင်ဆိုင်တဲ့ခါမှာကျွန်တော်တို့လူသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့88ငင်းညာရေးပွင့်လင်းလူအဖွဲ့စည်းက71ဦးလုံးလာပါတယ်အဲ့လိုပဲရန်ကုန်မြို့ကနေအရှိနေလာဦးကျော်ဦးနဲ့ဦးသေးဦးစိန်ကြီးတို့လည်းရောက်လာပြီးတော့ကျွန်တော်တို့တရားခွင်မှာဥပဒေနဲ့အညီကျွန်တော်တို့ကြိုးစားပြင်ဆင်ပါတယ်သို့တော်လည်းပဲကျွန်တော်တို့ကိုတရားဆွဲဆိုထားပါတယ်ဆိုကိုယ်တိုင်တော့မကွေးတိုင်းသာသနာရေးအကြံဦးတောင်းရှိရတော့ဒီကနေ့တရားခွင်ကိုရောက်မလာပါဘူးအဲ့တော့ကျွန်တော်တို့တရားသူကြီးကိုမေးပါတယ် ော်တရားသူကြီးပြန်ပြောတာကသူတို့ဆင့်ခေါ်တဲ့တန်မာစာကိုအကြောင်းပြန်ချက်ကတော့တဲ့ဒီကနေ့တိုင်းသာသနာကြီးညွှန်ကြားမှုဦးတောင်းရွှေကနော်ဒီမင်းလာမျိုးနဲ့ကြောက်ပုံကနော်ဖုံကြီးချောင်းကိစ္စနဲ့ပတ်သက်ပြီးတိုင်းတန်ကနာရကနဲ့အဲတွစ်ဆုံဆွေးနွေးရန်ရှိပါလို့မလို့တနာရီအချိန်မှာရှိတဲ့အတွက်မလာနိုင်ဘူးလို့ပြောတယ်။နောက်ကျွန်တော်တို့ကိုယ်တိုင်တရားဥပဒေကိုလေးစားတယ်ဆွဆွဲသူကိုယ်တိုင်ကတရားဥပဒေကိုနော်တန်ဖိုးထားတယ်ဆိုရင်ဒီနေ့တရားခွင်ကိုရောက်လာဖို့လိုတယ်လို့ကျွန်တော်အဲ့လိုပြောချင်ပါတယ်။မကွေးမြို့မှာလူလူတွစ်ဆုံပွဲလုပ်ခဲ့တဲ့သူတွေကို ပုံမှန်669ဆွဆွဲထားတာဖြစ်ပါတယ်ကျွန်တော်ဘက်ကတရားခံဘက်ကပြောရရင်တော့ဒါမပြောက်ဘူးလို့လားဟုတ်လားမလားမပြောက်ဘူးဒါကျွန်တော်တို့ကအကုန်လုံးကဟိုအကုန်လုံးအတိပေးပြီးတော့ခွင့်ပြုချက်တောင်းပြီးတော့လုပ်ခဲ့တဲ့ကိစ္စဒါတော့ကျွန်တော်တို့တရားခံဘက်ကအချိန်မီးမေးတော့အချိန်မီးအပြစ်မရှိဘူးလို့ပြောပါဒါပေမဲ့အပြစ်ရှိတယ်ဆိုတရားရောက်အောင်ဆုံးဖြတ်မကွေးမြို့နယ်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်နဲ့88မျိုးဆက်ငင်းညာရင်းနှင့်ပွင့်လင်းလူအဖွဲ့အစည်းက71ဦးပါပူးပေါင်းကော်မတီကို ပြီးခဲ့တဲ့စက်တင်ဘာ16ရက်နေ့ကပိုင်နဲ့ကျူးလွန်မှု ပုံမှန်669နဲ့မကွေးမြို့နယ်တရားရုံးမှာတရားစွဲဆိုခဲ့တာပါ ကျွန်တော်ဇော်ဖေသတင်းပေးပို့ထားတာပါ